မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မေလာ23ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ရင်လဲ့လဲ့ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လင်းစင်းတိုက်နယ်ရဲစခန်း60မမ12လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်းစစ်ကောင်စီတပ်ကဂျေးရွာတွေကိုဂျက်ဖိုက်တာနဲ့အကြောင်းမဲ့လေးချောင်းတိုက်ခိုက်မှု40အထိပြုလုပ်ခဲ့တဲ့သတင်းလိုင်းစင်မဲရင်တွေကိုဖော်ထုတ်အေးအေးယူဖို့စကောင်းဆောင်ကြိုးဝါပြီးနောက်ပိုင်းပြည်ခိုင်ထဲမှာစတင်ဖက်စီးနေတဲ့တဲ့ စစ်ကောင်စီတပ်ကပေါင်150ဘုံလေးလုံးကျဲချပြီးလေးဆောင်တိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့တဲ့တွင်ကိုရန်ချောင်းသူတအူးကိုအရမပြုကျင့်ပြီးတတ်ခဲ့သူ၂ဦးကိုတောင်ငူတရားရုံးကကျုံးမိတ်ပေးတဲ့တွင်ငွေပေးချေမှုကလေးကူကိုစစ်ကောင်စီဖျက်သိမ်းတဲ့တွင်အရက်ကဒေတာတွင်းကနေနေရဲဆုံးခွာဖို့ကြိုးပမ်းနေကြတဲ့ဒေတာနေပြည်သူများတိရှိလိုက်နာဖို့အတိပေးတမ်းမြစ်ချက်တစားအေးအေးထုတ်ပြန်နေတဲ့တွင် ရုရှားနဲ့အချင်းသားလဲလဲရေယူကရိန်းဆောင်ရွက်နေတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လင်းစင်းတိုက်နယ်ရေစခန်60မမ12လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမင်းဘူးခရိုင်14မြို့နယ်မှာမေလ22ရက်နေ့နေ့လယ်တနာရီဝန်းကျင်ခန့်ကလင်းစင်းတိုက်နယ်ရေစခန်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မင်းဘူးခရိုင်အမှန်ငါတိုက်ရင်ကဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ ဆလေးမြို့နယ်နင်းစင်းတိုက်နယ်အထိုင်းချရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက60မမ12လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မီးဘူးခရိုင်အမှတ်၅တပ်ရင်းရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။လင်းစင်းရဲစခန်းမှာကစစ်ကောင်စီတပ်သားတွေရဲတွေကအမြဲရှိနေကြတာ။အဲ့ဘက်ကိုဘသူမှမဖြတ်သွားကြတော့ဘူး။လင်းစင်းရွာကလည်းစစ်တပ်နေမြေလို့ဖြစ်နေတာပါ။သူတို့ကို ထောက်ခံတဲ့သူတွေများတယ်။အဲ့ဒီရွာတွေကဒေသခံပြည်သူ အများစုကတော့စိတ်ရှောင်နေကြတာ။ စစ်တပ်မိသားစုဝင်တွေနဲ့ရဲရဲမိသားစုဝင်တွေလောက်ပဲရွာထဲမှာရှိနေကြတာလို့ဒေသခံအမျိုးသားတဝူကမြို့တော်ကိုပြောပါရယ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာထိခိုက်ဒိဆုံးမှုကိုတော့စုံစမ်းဆဲဖြစ်တယ်လို့သိရှိရပြီးအဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်မင်းဘူးခရိုင်အမှငါတရေးဆလင်းပါကဖာဒေါင်းညီနောင်ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါရယ်တိုက်ပွဲကတော့မကြာခဏဖြစ်နေတာ တိုက်ပွဲဖြစ်ရင်စစ်ကောင်စီတပ်သားတွေကလင်းစင်းစခန်းအတွင်းကိုအင်အားတွေတန်တိုးပြီးရောက်လာတာလေချောင်းကလည်းကူတယ်လင်းစင်းအနီးအနားကရွာတွေကပြည်သူတွေကတော့အလုံးစစ်ဆောင်နေကြတယ်လင်းစင်းစခန်းနဲ့ဤတော့လက်နက်ကြီးနဲ့ရန်တန်းထူတာကြောင့်မနေရဲကြဘူးလင်းစင်းကနေတစင်းအနားကရွာတွေကိုလည်းစစ်ကြောင်းထူတယ်ပစ္စည်းတွေယူတယ်လူတွေတွေ့ရင်ဖမ်းတယ်အဲ့ဒါကြောင့်ဘသူမှမနေရကြတော့ဘူးလို့ဒေသခံအမျိုးသားတအူးကမြို့တော်ကိုထပ်မံပြောဆိုထားပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်း ဆလေးမျိုးနယ်ပိနေပိရွာနဲ့ငလေးမန်းကျွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဂျိုးအကြီးတစီနဲ့ဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ကကျွာတွေကိုဂျက်ဖိုက်တာနဲ့အကြောင်းမဲ့လေးချောင်းတိုက်ခိုက်မှု၄၀အထိပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းမင်းမှုခရိုင်14မြို့နယ်မှာမေလ22ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်မှာစစ်ကောင်စီတပ်ကလေဆောင်တိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့တယ်လို့မင်းမှုခရိုင်အမှတ်၅တပ်ရင်းကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ဆလင်းမြို့နယ်ငလင်မန်းကျွော်နဲ့ခွေးကုန်းကျွော်တောင်ဘက်ဆလင်းချောင်းနဘေးနေရာတွေကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လေဆောင်တိုက်ခိုက်ခဲ့တယ်လို့မင်းမှုခရိုင်အမှတ်၅တပ်ရင်းရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။မနေ့ကလေးကလေရင်တွေဝဲနေတာနေ့လယ်ပိုင်းမှာစပြီးကျဲချတာကျဲချပြီးပြန်သွားတယ်။ ပြီးရင်ပြန်ပတ်ပြန်ချဲချတာရွာတွေကတော့အရင်ကတည်းကစစ်တပ်စစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတွေမရှိကြတော့ဘူးနေအနေနဲ့တလိဆန်တွေထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးရွာဘေးပတ်ဝန်းကျင်အနီးအနားကိုချဲချတာဒီနေ့လဲလေရင်တွေဝဲနေတာလို့ဒေသခံအမျိုးသားတအူးကမြို့တော်ကိုပြောပါတယ်အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးကွေးကုန်းကြီးပါနဲ့ငတန်းကောင်းကြီးပါတဲ့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအင်အားအများပြားနဲ့ဝင်ရောက်ခါ စစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာကြောင့်ဒေသခံပြည်သူနေအိမ်တွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ပိန်းထဲပင်ငလင်မန်းဘက်ကို9ရက်ကြာလောက်ထိစစ်ကြောင်းထိုးဝင်ရောက်နေတာ။အဲ့ဒီရွာမှာလည်းပြည်သူတွေက မရှိကြတော့ဘူးစစ်ရှောင်နေကြရတယ်။အဲ့ဒီရွာတွေဘက်ကနေတစင်းတိုးတိုးပြီးတော့ခွေးကုံငတန်းကောင်းဘက်ကိုထပ်ပြီးတော့စစ်ကြောင်းထိုးတယ်။မီးရှို့တာတွေလေကြောင်းတိုက်ခိုက်တာတွေကိုတပြိုင်နက်တည်းစက်တိုက်လို့တာ။ PDF တွေကလည်းပြန်ပြီးခုခံတိုက်ခိုက်တာကြောင့်တိုက်ပွဲတွေဖြစ်တာလည်းရှိတယ်။ အခုကတော့ဆက်လင်းအနောက်ဘက်ကျောကဒေတာခန့်ပြည်သူတွေအလုံးကြီးပါကတော့စစ်တပ်ရန်ကိုကြောက်လို့အကုန်ဆစ်ဆောင်နေကြရတယ်လို့အဆိုပါဒေတာခန့်တဘူကမြို့တော်ကိုထပ်မံပြောဆိုထားပါတယ်ဆက်လင်းမြို့နယ်အတွင်းမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းမကြာခဏပြုလုပ်နေတာတွေနဲ့ကျေးရွာတွေအတွင်းကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့်ဒေတာခန့်ပြည်သူတွေထိခိုက်ဒိဆုံးမှုတွေနဲ့နေအိမ်မီးလောင်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့သိရှိရပါတယ် ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းဆလေးမြို့နယ်ငလီမန်းကျေးရွာနဲ့ခွေးကုန်းကျေးရွာတောင်ပတ်ဆလေးချောင်းတစ်ပေးနေရာတွေကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။တရားသတင်းတပုတ်အနေနဲ့လိုင်စင်မဲ့ရင်တွေကိုဖော်ထုတ်အရေးယူဖို့စစ်ကောင်းဆောင်ကြုံဝါပြီးနောက်ပိုင်းပြည်ခရိုင်ထဲမှာစတင်ဖမ်းဆီးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်းဆောင်မေအောင်လိုင်က မေလ20ရက်နေ့ကနေပြီးတော့အစီအဝေးမှာ လိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကြောင့်နိုင်ငံတော်အခွန်အခများနစ်နာစေပြီးနိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတာကြောင့်လိုင်စင်နံပါတ်ပြအတုလုပ်သူနဲ့လိုင်စင်မဲ့ယင်စီးနှင်းသူတွေကို ဖောက်ထုတ်အရေးယူဖို့အမိန့်ပေးပြီးနောက်မှာဗရောင်းမြို့နယ်တွေကပြည်အုပ်ရှိပင်လမ်းမော်ကကာမလန်ခွေနဲ့နမောက်ဂိတ်တို့မှာဆိုင်ကယ်နဲ့ကားတွေကိုစတင်ဖမ်းဆီးနေတယ်လို့သိရှိရပါတယ်ပြည်ကမ္မလန်ခွဲမှာမေလ21ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီရဲ့တပ်ဖွဲ့တွေက ဆိုင်ကယ်တွေကိုအဓိကထားဖန်စီပြီးရင်မောင်းလိုင်စင်ပါမပါကိုအဓိကထားစစ်ဆေးကြတယ်လို့ဒေသခံတွေကပြောပါတယ်။လိုင်စင်ရင်မောင်းလိုင်စင်တွေကိုစစ်တာပါ။မတိတဲ့သူတွေကပေါ်တာဆွဲတယ်ထင်လို့နောက်ပြန်လှည့်ပြေးကြတာတွေရှိတယ်။အဖမ်းခံရတဲ့ဆိုင်ကယ်တွေကို၈သောင်းတသိန်းနဲ့ရွေးရတယ်လို့ပြောတယ်။အရင်ကဆို၃သိန်း၅သိန်းအစားစားပေးရတာ။အခုကပညာပေးကာလမလို့အလောက်နဲ့ရတာလို့ပြောတယ်လို့ခရီးသွားတဲ့ဦးကမြို့တော်ကိုပြောပါတယ်။ ပြီးခဲ့တဲ့မေလ20ရက်နေ့ကလည်းနမောက်စစ်စီဂိတ်မှာရေမနောက်ကြီးရွာသားနှစ်ဦးကိုစစ်ကောင်စီရဲ့ပြူစောထီတွေနဲ့ရဲတွေကစိုက်ကဲကိုတားချိန်မှာစိုက်ကဲမောင်းလာသူနှစ်ဦးကကြောက်လန့်ထွက်ပြေးလို့ရဲတွေကတနက်နဲ့လိုက်လံပစ်ခတ်တာလည်းရှိခဲ့တယ်လို့သိရှိရပါတယ်။စိုက်ကဲဖမ်းတာကိုစစ်မှုထမ်းပေါ်တာဆွဲဖို့လို့ထင်လို့စိုက်ကဲထားပြီးထွက်ပြေးတာ။အဲ့ဒါကိုတနက်နဲ့လိုက်ပစ်တာတော်သေးတယ်မထီလို့စိုက်ကဲပြန်ပြေးလို့ရတယ်လို့တော့ပြောတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ စစ်ကောင်းဆောင်ကနိုင်ငံ အခွန်ငွေရရှိမှုနှဲစေပြီးနိုင်ငံတော်လုံခြုံရေးပါထိခိုက်စေတယ်လို့ဆိုကာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များလိုင်စင်နံပါတ်အတုနဲ့လိုင်စင်အတုပြုလုပ်ပေးသူများကိုလည်းဖမ်းဆီးအရေးယူမယ်လို့နေပြည်တော်အစည်းအဝေးမှာကြေညာပြီးနောက်ပိုင်းအခုလိုအောက်ခြေမှာစတင်ဖမ်းဆီးနေတာဖြစ်ပြီးစစ်ကောင်စီရဲ့ဝန်ထမ်းတွေကတော့လိုင်စင်မဲ့ဝတ်တောက်ကားတွေကို လိုင်စင်အပွားနဲ့နားလည်မှုယူကာစီးဝင်ရနေကြတာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကပေါင်150ဘုံလေးလုံးကျဲချပြီးလေးချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းရောဒေတာထီလေးမြို့နယ်မှာမေလ22ရက်နေ့မနက်အစောပိုင်း၄နာရီဝန်းကျင်ခန့်မှာစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ထီလေးမြို့နယ်ကျင်းရွာရဲ့အရှေ့ဘက်ပုံတောင်နတ်ထိပ်ရှိကပ္ပစ24ရှိကာကင်းစခန်းအနီးအနားဝန်းကျင်နေရာတွေကိုပေါင်150ဘုံနှလုံးစီနဲ့လေးလုံးကျဲချကား လေးချောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့သိရှိရပါတယ်။အဲ့ဒီနေ့တရက်ထဲမှာပဲမနက်3နာရီဝန်းကျင်ခန့်အချိန်ကခီလင်းမြို့နယ်အရှိချမ်းတောင်ချမ်းစောမြို့နယ်ကြောက်ထုမြို့နယ်နဲ့အနီးအနားနေရာတွေနဲ့ချင်းမြင့်နယ်တောင်ပိုင်းမင်းတပ်မြို့အချို့နေရာတွေကိုစစ်ကောက်စီတပ်ရဲ့ဂျက်ဖိုက်တာနဲ့ကင်းထောက်တာတွေလည်းပြုလုပ်နေတယ်လို့သိရှိရပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုမပြုလုပ်ခဲ့အချိန်မှာလေခီလင်းနယ်ကြောက်ထုနယ်နဲ့မင်းတပ်နယ်ရှိနေရာတချို့ကို လေရင်လေးဘက်ထိကင်းထောက်ပြန်ဝဲခဲ့တယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းထီလင်းမြို့အနီးအနားနေရာတွေမှာစစ်ကောင်စီတပ်ကထောင်ထားတဲ့မြေမြုံမိုင်း၃လုံးထပ်မင်းနဲ့ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းထီလင်းမြို့အနီးအနားနေရာတွေမှာစစ်ကောင်စီတပ်ကထောင်ထားတဲ့မြေမြုံမိုင်း၃လုံးထပ်မင်းနဲ့အဲ့ဒါဖြစ်ခါအလိုလျောက်ပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပြီးပြည်သူတွေအနေနဲ့မြို့အနီးအနားနေရာတွေကိုအသွားအလာမပြုလုပ်ကြဖို့ကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကအသိပေးထားပါတယ် ပြီးခဲ့တဲ့မေလ20ရက်နေ့ကလည်းရောနယ်ဂံကောမြို့နယ်မြောက်ပိုင်းတနေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ရဲ့တရတဦးလီတပ်မှတက်လာတဲ့ဂျာဖိုက်တာတစ်စီးနဲ့နှစ်ကြိမ်ပြန်ဝဲပြီးဘုံနှလုံးကျဲချကလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကိုရန်ကျောင်းသူတအူးကိုအာရမပြုကျင့်ပြီးတတ်ခဲ့သူနှစ်ဦးကိုတောင်ငူတရားရုံးကကြိုးမိတ်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကူတိုင်းတောင်ငူမြို့နယ်ရှိ ကျုံငုံကြီးရွာမှာ ကိုရန်ကျောင်းသူတဦးကိုမလ19ရက်နေ့ကအရမပြူကျင်းကတတ်ခဲ့တဲ့တရက်ခန်းလေးကိုမီလာ22ရက်နေ့ကတေတံကျိုးမိတ်ပေးလိုက်ပြီလို့သိရှိရပါတယ်။မိခင်ဖြစ်သူကတမီးဖြစ်သူလေပင်ပြက်ရှာဒဏ်ရာကျိုးကိန်းဆွထားတဲ့ဒဏ်ရာတွေနဲ့တိတ်ဆုံနေတာကိုတွေ့ရကအမှုဖွင့်ခဲ့တာဖြစ်ပြီးဆေးရုံရဲ့စီစာအရာအရမပြူကျင်းတတ်ခံခဲ့ရတာကို သိရတာလို့ကာယကံရှင်နဲ့နှိဆက်သူများထံကသိရှိရပါတယ်။အလောင်းကို တွေ့လို့အမေကအမှုဖွင့်တာ အလောင်းကိုတောင်ငူဆေးရုံမှာစစ်တော့အရမကျင့်ပြီးတတ်တာပေါ်လာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်အချိန်ကြာစုံစမ်းစစ်ဆေးပြီးတိတ်ဆုံးသူမင်းကလေးနေအိမ်ရဲ့ဘေးကလူငယ်ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကမတင်ငါလို့စစ်ဆေးရကတရက်ခံတွေကိုဖမ်းမိခဲ့တာဖြစ်ပြီးတိတ်ဆုံးသူမင်းကလေးကိုအချိန်ချင်းအရမပြုကျင့်ပြီးမှကျိုးနဲ့လေဘင်းကိုစီးပြီးဓမနဲ့ခုတ်တက်ခဲ့ကြတာလို့သိရှိရပါတယ်အဲ့ရွာကပဲသူတို့ဘေးအိမ်ကတယောက်လဲပါတယ်ရဲကစီးရင်နဲ့ စီစီချက်တွေပါတိုက်ပြီးအခုလိုတရားဆွဲတာအမှုကနှစ်လလောက်ကြာသွားတယ်။ခိုင်လုံလို့တည်တံပေးလိုက်တာပါလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတဝူကမြို့တော်ကိုပြောပါရယ်။စစ်စေးပေါ်ပေါက်ချက်အရာအာမပြုကျင်ပြီးတတ်ခဲကြတဲ့တရားခဏ်တွေကကျွန်းကုန်းရွာကတန်းထိုက်အောင်ခေါ်တားဖို့ဆိုသူနဲ့စီသူနိုင်ခေါ်မဲကြီးဆိုသူတို့ဖြစ်ပြီးရာသက်သက်ကြီးပုံမှ300 1ခါငယ်34အရာကျိုးခွင်းဆိုတည်တံချမှတ်လိုက်တယ်လို့သိရှိရပါရယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငွေပေးချေမှုကတ်လေးခုကို စစ်ကောင်စီဖျက်သိမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကိစ္စရဲ့တမျိုးတဲ့အတွက်အသုံးပြုနိုင်ရေးခွင့်ပြုထားတဲ့ငွေပေးချေမှုကတ်လေးခုကိုဖျက်သိမ်းလိုက်တယ်လို့စစ်ကောင်စီဗဟိုဘဏ်အနေနဲ့မနေ့ကမေလ22ရက်နေ့ကအသိပေးထုတ်ပြန်လိုက်ပါတယ်။ဖျက်သိမ်းလိုက်တဲ့ကတ်လေးခုကတော့ Kispa Nadi Expert Company Limited ရဲ့ Ibekan ဆန်းရောင်နီ Road Transport Company Limited ရဲ့ KK Active Business Consolidation Company Limited ရဲ့ ABC Kicker Integrated Smart Solution Company Limited ရဲ့ AnyPay Prepaid Card တို့ဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီလုပ်ငန်းတွေဟာ electronic card နဲ့ငွေပေးချေမှုဆိုင်ရာညွှန်ကြားချက်အရာဘ ਹੁ ပံကထုတ်ပြန်ထားတဲ့စီမင်းစီကံအမိန့်နဲ့ညွှန်ကြားချက်တွေကိုလိုက်နာမှုမရှိတဲ့အတွက်အခုလိုဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံတော်ဘ ਹੁ ပံအနေနဲ့နိုင်ငံသားငွေကြေးဈေးကွက်ထဲမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက်နိုင်စင်နိုင်ငံသားငွေတွေထုတ်ရောက်ပေးနေတာလည်းရှိပါသေးရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရခဒေတာတွင်းကနေနေရဲဆုံးခေါ်ဖို့ကြိုးပမ်းနေကြတဲ့ဒေတာနေပြည်သူများသိရှိလိုက်နာဖို့အတိပေးတာမြင့်ချက်တစ်ဆောင် AA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်တွင်းမှာနေထိုင်ကြတဲ့ရခိုင်လူငယ်များပြည်ပနဲ့ပြည်မတို့ထွက်ခွာခြင်းခွင့်မပြုကြောင်းနဲ့ AA ထံစစ်မှုထမ်းဆောင်ရမှာဖြစ်ကြောင်း အရခတက်တော်အေကထုတ်ပြန်ချက်တခုကိုထုတ်ပြန်လိုက်ပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော်ဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို မလ18ရက်နေ့မှစတင်ချိန်မှာလူငယ်အ ਨੇ စုကနားလည်မှုနဲ့အရေးပဲကောက်လဲခါတိုင်းပြည်တော်ဝင်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့စူးစမ်းအထောက်လာတာကိုတွေ့ရလို့စီကန်းချက်၄ချက်ထုတ်ပြီးတမစ်လိုက်တာဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါစီကန်းချက်များထဲမှာစစ်မှုထမ်းအကျုံးဝင်ပြီးစစ်မှုမထမ်းလို့ဒါကြောင့် အရခဒေတာအပြင်ကိုထွက်ပြေးရန်ကြိုးစားသူများကိုကြားလာခွင့်မပြုဘဲတည်ငြိမ်တဲ့စည်ရေးအခြေအနေတစ်ခုရောက်ရှိလာသည့်အထိတားမြစ်လိုက်သည်ဆိုတဲ့အချက်ကိုနံပါတ်၁အဖြစ်ဖော်ပြထားပြီးအရခဒေတာအတွင်မှနေရဆုံးခါခြင်းတဲ့သူများကိုကုံလံရေလမ်းများမှအခကျင်းငွေယူပြီးတည်ယူပို့ဆောင်ပေးနေသူတွေကိုလည်းတားမြစ်လိုက်ပြီး တွေ့ရှိပါကတည်ဆဲဥပဒေအရာအေးအေးယူခြင်းခံရမယ်ဆိုတဲ့အချက်လည်းပါရှိပါသည်စစ်ကောင်စီထိန်းချုပ်ရာနေရာတွေမှာရခိုင်မှတ်ပုံတွင်ကန်ဆောင်ထားသူများ ခရီးသွားလာနေတတ်သောရခိုင်လူမျိုးများကိုရည်ရွယ်ချက်ရှိရှိဖမ်းဆီးပြီးငွေညှစ်နေမှုပြန်ပေးဆွဲထားသလိုဖမ်းဆီးထိန်သိမ်းထားမှုပုံမှန်အမျိုးမျိုးတက်ပြီးမတရားသဖြင့်ထောင်ချနေမှုစတဲ့အန္တရာယ်တွေမှကင်းလို့စေဖို့အတွက်အခုလိုတားမြစ်ရခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အာရခတတ်တော်အေအနေနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တဲ့အာရခဒေသအတွင်းကနေနေရဆုတ်ခွာဖို့အာထုတ်ကြိုးပမ်းနေကြတဲ့ဒေသနေပြည်သူများတရှိလိုက်နာဖို့အသည့်ပေတားမြစ်ချက်တစ်စောင်ကို ရခိုင်ဘာသာနဲ့မနေ့ကမေလ22ရက်နေ့မှာထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားနဲ့အချင်းသားလဲလှယ်ရေးယူကရိန်းပြင်ဆင်ဆောင်ရွက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းသမ္မတဇလန်စကီကရုရှားနဲ့အချင်းသားတထောင်လဲလှယ်ဖို့အတွက်ပြင်ဆင်ရဖို့အစီအဝေးကျင်းပခဲ့ကြောင်းမနေ့ကမေလ22ရက်နေ့မှာကြေညာလိုက်ပါတယ်။အဲ့ဒီအစီအဝေးအပြီးမှာယူကရိန်းသမ္မတကကာကွယ်ရေးဝန်ကြီးဟာမေလ16ရက်နေ့က အစ္စတန်ဘူမှာပြုလုပ်ခဲ့တဲ့တုံမှန်လဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင့်ထယ်ဖို့ရေးအတွက်ကြီးကြပ်နေကြောင်းပြောကြားခဲ့ပါတယ်။တမတာယုံစစ်ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနအပါအဝင်ယူကရိန်းကဌာနအများအပြားဟာအကျဉ်းသားဖလှယ်မှုလုပ်ငန်းစီမှာပါဝင်ကြောင်းသူကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ရုရှားဘက်ကတင်ပြလာတဲ့စာရင်းမှာပါရှိတဲ့လူတဦးချင်းစီအတော့အသေးစိတ်အချက်အလက်တွေကိုကျွန်တော်တို့စီစစ်နေပါတယ်လို့လည်းဇလန်စကီးကပြောကြားခဲ့ပါတယ်။ ရုရှားမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ယူကရိန်းနိုင်ငံသားတွေနိုင်ငံကိုပြန်လာနိုင်ရေးဟာယူကရိန်းရဲ့ထိတ်တန့်ဦးစားပေးများတဲ့ကတခုဖြစ်ကြောင်းလဲသူကအလေးပေးပြောကြားခဲ့ပါတယ်။2022ခုနှစ်မတ်လကတည်းကယူကရိန်းနဲ့ရုရှားတို့ဟာအကြီးအသားလဲလှယ်မှုကို64ချိန်အထိပြုလုပ်ခဲ့ကြပြီးအဲ့ဒီအချိန်ကစပြီးယူကရိန်းနိုင်ငံသား4,500ကျော်ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ မြို့တော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။